အားလုံးဝမ်းမြေလာပါဒီနေ့မှာတော့ကျွန်တော်ကလက်ရှိမှာအားလုံးလဲခက်ခဲတွေကြုံရတဲ့အကျက်သေးတွေကြုံရတယ်ဆိုတော့အဲ့အတွက်အထောက်အကူပြုမယ်အချက်လေး၅ချက်ကိုကျွန်တော်ဝေဖန်ပေးသွားခြင်းပါဘဝမှာအခက်ခဲတွေစင်ခုံမှုတွေကြော်လာလို့ရှင်ရည်ကြည်တာဒီ resilient လို့ခေါ်တဲ့ခံနိုင်ရင်းနဲ့ကြော်ဖြတ်နိုင်မှုရည်ကြည်ပါတယ်ကျွန်တော်ခုဝေဖန်မယ်အချက်၅ချက်ကခက်ခဲတွေကိုကြော်လာနိုင်မှုအတွက်အထောက်အကူပြုမယ်လို့ယုံကြည်ပါတယ်နံပါတ်1အချက်က အရာရာဟာအမြင်မဟုတ်ဘူးဆိုတာကိုသိဉာဏ်ပါ။ဘဝမှာကောင်းတာတွေပဲဖြစ်ဖြစ်ဆိုးတာတွေပဲဖြစ်ဖြစ်ပေါ့နော်။ကျွန်တော်ဘယ်ရာမှမမြဲဘူး။ဒါဘုရားကိုယ်တိုင်လည်းပေါ်ထားတာရှိတယ်။အရာလုံးကအိဋ္ဌာပဲ။မမြဲဘူး။ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ပေါ့နော်။အခက်အခဲတစ်ခုကြုံလာလို့ဒါအိဋ္ဌာသဘောပဲလို့သိဉာဏ်လိုက်တာနဲ့သူ့ရဲ့အရှိတရားကိုကျွန်တော်ပို့ပြီးမြင်နိုင်တယ်လို့နောက်တစ်ခုကကိုယ်မှာရှိနေတဲ့စိတ်ဖြစ်စီမှုတွေတောကတွေကိုလည်းချော့ပြပြီးသားဖြစ်တယ်ပေါ့လေ။အရှိတရားကိုလက်ခံဖို့ဆိုတာကတစ်ခုဆိုတော့လည်းရှုံးပေးဖို့လည်းဆိုတာပေါ့။ သူသဖြင့်တော့ကျွန်တော်တို့ control လုပ်လို့မရတဲ့အရာတွေကိုသွားပြီးတော့စိတ်ပင်ပန်းခံနေမဲ့အစားအဲ့မှာသွားပြီး energy ဖြုန်းနေမဲ့အစားပေါ့။ရှိတရားကိုလက်ခံပြီးတော့ဘယ်လိုရှင်ဆိုင်မလဲဆိုပြီးတော့စဉ်းစားလိုက်တာပို့ပြီးတော့လက်တွေ့ကြတာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျန်းမာရေးနေပါ။ကျွန်တော်တို့ဒီအခက်အခဲအကျတဲတွေကျော်လွန်နိုင်ဖို့ကကိုယ်ရောစိတ်ပါကျန်းမာဖို့ကြီးကြီးပါတယ်။မှ physical mental ပေါ့လေ။ရုပ်ပိုင်းဆိုင်ရာကျန်းမာဖို့ဆိုလို့ရှိရင် hard view အောင်စားမယ် A1 အိမ်မယ်ကိုယ်လည်းလေ့ကျင့်ခံလုပ်အစားဖြစ်လုပ်လို့ရတယ်။ဒီလိုပဲကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ကလည်း implant ရေးကြီးပါတယ်။စိတ်ပိုင်းဆိုင်ရာကျန်းမာဖို့ဆိုရင်တော့ဒီအပြူသဘောတောင်စိတ်ထားဝင်မြူတာ နောက်တစ်ခုကတရားထိုင်တာတို့ယောဂကျင့်တာတို့ပေါ့နော်စာဖြင့်ဒါတွေကလည်းကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတိုးတက်မှုရှိအောင်နောက်တစ်ခုကပို့ပြီးတော့မှကြံ့ခိုင်မှုရှိအောင်တည်ဆောက်ပြီးသားဖြစ်စေပါတယ်နောက်တစ်ချက်ကတော့ပါလဲဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုတည်ဆောက်မှုယုံကြည်မှုထားပါဆိုပြီးဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကခက်ခဲတဲ့အောင်ခံနိုင်မှု ကျော်လွှားနိုင်မှုဆိုတော့ကကိုယ့်ကိုယ်လေးစားမှု self esteem လို့နောက်တစ်ခုက self confidence ဆိုတဲ့ကိုယ့်ကိုယ်ကိုကျွင့်မှုလို့ဒါလေး important အရေးကြီးပါတယ်ကျွန်တော်တို့ကတခုဆိုတော့ ਨੇ ကိုယ်မှာမရှိတဲ့အရာတွေကိုယ့်ရဲ့အားနည်းချက်တွေကိုပဲသွားပြီးစဉ်းစားနေမယ်ဆိုတော့ကိုယ့်ရဲ့အားသာချက်တွေနောက်တစ်ခုကိုယ်ဘာလုပ်နိုင်လဲပေါ့နော်ဒါတွေတော့ကျွန်တော်တို့ကစဉ်းစားဖို့လို့တယ်ဒီလိုစဉ်းစားနိုင်မယ်ဆိုရင်ကြံ့ခိုင်မှုပိုကောင်းလာကိုယ်ကိုယ်ကျွင့်မှုရှိအောင်ဆိုလို့ရှိရင်မပနိုင်လေးတွေကျွန်တော်တို့တတ်မှတ်လို့ရတယ်ကိုယ့်ရဲ့နေစဉ်ပေါ့ဒီကိုလေးတွေကိုကြော်ဖြတ်နိုင်တယ်ကိုယ်တတ်မှတ်ထားတာတွေကျွန်တော်လှုပ်ဆောင်နိုင်တယ်ဆို ဒီကနေလုံးလုံးနဲ့ကျွန်တော်တို့ရုံမှုတွေရရှိလာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ပါလဲဆိုရင်ကိုကိုပို့ပြီးတော့ကျင်တာပါ။ကျွန်တော်တို့ဒီအခက်အခဲအကျက်တဲတွေကိုကျော်လွှမ်းနိုင်ဖို့ဆိုတော့ရှင်ဒီ self conversion လို့ခေါ်တဲ့ကိုကိုကျင်တာမှုကလည်း implant အရေးကြီးပါတယ်။ဥပမာတစ်ခုဆိုတာနဲ့ကျွန်တော်တို့ကကိုကိုဝေဖန်တာတွေအပြစ်တင်တာတွေပဲလုပ်နေမှာစားပေါ့လေ။ကိုကိုကိုချစ်ဖို့ကိုကိုကျင်တာဖို့ဒါလည်း implant အရေးကြီးပါတယ်။နောက်ဆုံးတစ်ချက်ကတော့ပါလဲဆိုလို့ရှင်တာမာဖို့အတွက်လေ့ကျင့်ပါ။ခန္ဓာကိုယ်မှာကြွပါးတွေတာမာဖို့အတွက်လေ့ကျင့်ခန်းတွေလုပ်ပြီးတော့လေ့ကျင့်တိဆောက်အောင် ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာတာမာဖို့ခံနိုင်ရည်ကိုရှိဖို့ဆိုတော့ legend mode တွေလောက်ဖို့ campaign အရေးကြီးပါတယ်။ဘဝမှာပြန်ပြီးတော့ကြည့်ကြည့်လို့ရှိရင်ကျွန်တော်ခက်ခက်ကြက်တဲ့နေရာတော့တနည်းမဟုတ်တနည်းနဲ့ကြုံလာရတာပေါ့လေ။ဒါတွေမှကြံ့ကြံ့ခံကြော်လွှားရင်ကြော်လွှားရင်လည်းမှကိုယ်ကဒူဝိနာပြီးခံနိုင်ရင်လည်းမှတဖြည်းဖြည်းနဲ့စိတ်တကြန့်ခိုင်လာတာဖြစ်ပါတယ်။ဒါကြောင့်မို့ခက်ခက်ကြက်တဲ့တွေကြုံတဲ့အခါမှာစိတ်တက်တွေမကြပဲနဲ့ကိုဘလို့ကြော်လွှားလို့ရမလဲ။ဒါကိုကျွန်တော်တို့ကတဖြည်းဖြည်းလေ့ကျင့်ရင်းနဲ့တိဆောက်သွားရင်လည်းမှကိုယ့်ရဲ့ resilience ဆိုတဲ့ခံနိုင်ဒါတွေနဲ့တိစောက်ပိတာဖြစ်စေပါတယ်အားလုံးပဲခက်ခဲအကြက်တဲတွေကိုအကောင်းဆုံးကြော်လွှားနိုင်ကြပါစေ ားလုံးကျေးဇူးတင်ပါ